အမေရိကန်ဓမ္မတတော်နယ်ထွက်အနေနဲ့ငင်းချဲရဲနိုဘယ်ဆုရယူလူပါကဂါဇာစစ်ပွဲကိုအဆုံးသတ်ပေးဖို့လိုတယ်လို့ပြင်သစ်ဓမ္မတအီမန်နျူရယ်မက်ခရွန်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ပြင်သစ်အခြေစိုက်ရုပ်တံဌာနတစ်ခုနဲ့ပြုလုပ်ခဲ့တဲ့တိစုံမင်းမြန်ခါမှာသမတမက်ခရိုကစင်မင့်ဘော်ကနေငင်းချမ်းရေးကိုလိုချင်တယ်လို့ထက်လောင်းပြောဆိုခဲ့တဲ့အမေရိကန်သမတတအုပ်ကိုတွေ့ပါရယ်နိုဘယ်ငင်းချမ်းရေးဆုလိုချင်တော့ဒီပဏိပခတ်ကိုရက်တမ်းမှသာငင်းချမ်းရေးနိုဘယ်ဆုကဖြစ်နိုင်တယ်လို့ပြောဆိုထားတာပါ ်ဂါဇာစစ်ပွဲကိုအဆုံးသတ်ပေးရေးအတွက်အစ္စရေးနိုင်ငံကိုဖိအားပေးနိုင်သူမှာအမေရိကန်တမတ္တဒေါ်နယ်ထရန့်တဦးဒေတာရှိတယ်လို့သူကတုံ့တက်ပြောဆိုထားပါသေးတယ်။ကမ္ဘောဒီးယား၊အစ္စရေးနဲ့ပါကစ္စတန်ကဲသို့နိုင်ငံတွေကအမေရိကန်တမတ္တဒေါ်နယ်ထရန့်ကိုယခုနှစ်ငင်းချမ်းရဲ့နိုဘယ်ဆုရှင်အဖြစ်အမည်စင်တင်တွင်ထားပါရယ်။သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ကလည်းသူ့အနီးနဲ့ယခုနှစ်ငင်းချမ်းရဲ့နိုဘယ်ဆုဖြစ်ထိုက်တန်သူဖြစ်တယ်လို့ပြောကြားထားပါရယ်။ ကုလသမဂ္ဂအထွေထွေညီလာခံမှာစတင်မာလ23ရက်နေ့ကမိန့်ခွန်းပြောကြားရမှာဂါဇာစစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်နိုင်ရေးအတွက်ကြိုးပမ်းရမှာဖြစ်တယ်လို့သမ္မတဒေါ်နေထရန့်ကပြောကြားခဲ့ပေမဲ့ပါလက်စတိုင်းကိုလွတ်လပ်တဲ့နိုင်ငံအဖြစ်အနောက်အုပ်စုမဟာမိတ်တွေကအတိမတ်ပြုမှုကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။